တတိနဲ့ရှူတယ်တတိနဲ့ရှိုက်တယ်အဲ့ဒီကဒီအာယုံကလွဲလို့တခြားကိုလေလေးထိသွားတယ်ဆိုတော့အာယုံကလွဲလို့တခြားကိုမရောက်အောင်စိတ်ကိုထိန်းကျောင်းပြီးတော့ထက်လေဝင်လေဆိုတော့အာယုံနမိတ်ကလေးပေါ်မှာပဲအခြေခံထားတာဟာသမထလို့ခေါ်တယ်အဲ့ဒီသမထကဘာဖြစ်လဲဒီထွက်လေဝင်လေလေးပေါ်မှာအာယုံစိတ်ထားတဲ့အခါမှာ ဆက်လက်ဝင်လေလေးရဲ့မူလအနေထားတစ်ခုကနေပြီးတော့ထူးခြားတဲ့အနေထားတစ်ခုလို့ဆိုရင်နမိတ်ဆိုတာပေါ်လာတတ်တယ်။အာယုံနမိတ်ဆိုတာတမာတိလေးရလာလို့ရှိရင်အာယုံနမိတ်ပေါ်လာမယ်။မိโกရံလေးထွက်လာသလိုလိုအလင်းရောင်လေးထွက်လာသလိုလိုဘောလုံးလေးဟာနှာသီးကမှလဲနေသလိုလိုအမှုလေးတွေဖြစ်ပေါ်လာတယ်။အဲ့ဒီပုံမှာဆက်လက်ပြီးစိတ်ကိုတည်ငြိမ်အောင်ထားပြီး ဒီစိတ်နဲ့ဒီအာယုံနဲ့မကွာအောင်တင်ပေးနေတဲ့ဝိတက်ဟောဉာဏ်စီတယ်လို့ခေါ်တွေးတော်တယ်လို့ခေါ်ဒီအာယုံလေးနဲ့စိတ်နဲ့စိတ်ကိုအာယုံလေးပေါ်မှာတင်ပေးနေတာကိုဝိတက်လို့ခေါ်အဲ့ဒီဝိတက်ကိုစိတ်နဲ့အာယုံနဲ့ကွဲမသွားအောင်ထိမ့်ပေးတာကဝိစာရဒီအာယုံလေးပေါ်မှာစိတ်ခဲချိန်တက်နေတာကပိတိဒီအာယုံလေးနဲ့မပြတ်ထိတွေ့နေတာစိတ်ထဲမှာချမ်းသာနေတာကဒုက္ခ စိတ်လေးဟာဒီပုံမှာတည်ငြိမ်ပြီးတော့သွားတာကဧကကတာသမာဓိလို့ဒီငါးခုကဟန်ချက်ညီညီနဲ့သူ့အလုပ်ကိုသူလုပ်သွားပြီဆိုရင်ဒါပထမဇန်လို့ခေါ်တယ်အဲ့လိုအာယုံတစ်ခုပုံမှာနမိတ်ပုံမှာဒီလိုစိတ်ဟာတည်ငြိမ်မှုရသွားတယ်ဆိုတဲ့အနေအထားမျိုးဟာဒါသမထခြင်းစဉ်လို့ခေါ်တယ်ဘောဥပ္ပစာရသမာဓိဆိုတာဇံမယခင်ရှေးပိုင်းမှာတည်ငြိမ်မှု အပ္ပနာသမာဓိဆိုတာဇန်အာယုံဇန်အဆင့်ကြည့်အောင်စိတ်ဟာတည်ငြိမ်မှုလုံးဝရသွားတဲ့အနေထားထဲ့သွင်းထားသလိုငြိမ်သွားတာဆိုလိုတာကမြေကြီးထဲမှာငုတ်ဆိုင်လိုက်တယ်လို့ငြိမ်ကြသွားတာမျိုးကြတော့အပ္ပနာသမာဓိစိတ်ကိုထဲ့သွင်းထားလိုက်တယ်လို့ကြောင်းလဲမှုမရှိဘဲနဲ့တည်ငြိမ်သွားတဲ့သဘောအဲဒီလိုဥပ္ပစာကသမာဓိအပ္ပနာသမာဓိလို့ဆိုတယ်ဒီသမာဓိတွေဖြစ်ပွားလာတဲ့အခါဒီသမာဓိတွေ ရလာပြီဆိုလို့ရှိရင်ဒါတမထချင်းစဉ်ကျင့်တယ်တမထသမာဓိလို့ခေါ်တယ်။အာယုံကပါတော့ဆိုရင်ထွက်လေဝင်လေလို့ခေါ်တယ်ပြညတ်ဆိုတဲ့အာယုံပေါ်မှာအခြေဆိုင်တာ။ဝိပဿနာကြတော့အဲ့ဒါလို့မဟုတ်ဘူး။ဝိပဿနာကြတော့ထွက်လေဝင်လေကိုရှုမြင်ချက်ကတစ်မျိုးရှုတယ်။ဝါယောရဲ့လှုပ်ရှားတဲ့သဘောကိုကြည့်တယ်။အဲ့ဒီဝါယောကထိသွားတဲ့ ကာယပတာရရဲ့သဘာဝကိုကြည့်တယ်လေလေးရဲ့လေလို့ခေါ်တဲ့ဖွတ်တပ်အာယုံရဲ့ထိသွားရဖြစ်တဲ့ကာယပတာရရဲ့ထိရင်ထိမှန်းသိလိုက်တယ်ဆိုတဲ့စိတ်ရဲ့ဟောဒီသုံးခုကိုမှတ်သားပြီးတော့ဒီသုံးခုကိုပိုင်ပိုင်နိုင်နိုင်ရှုလိုက်တိုင်းရှိုက်လိုက်တိုင်းသုံးမျိုးသုံးမျိုးမြင့်မြင့်ပြီးတော့သိသွားတဲ့အစစ်အမှန် ဝါယောယုတ်ရဲ့သဘောကာယပတာရရဲ့သဘောကလဲ့စီကလဲ့စီသူဝါယောနဲ့ကာယပတာရဆုံစည်းတဲ့အခါမှာထိမှန်ပြီးလိုက်တဲ့အသိစိတ်လေးရဲ့သဘောအဲဒီလိုသဘာဝတရားပရမတ်တရားအထိအောင်စိုက်ထိအောင်အသိဉာဏ်နဲ့ဆင်ញင်ပြီးသိနိုင်လာပြီဆိုတော့အဲ့ဒါကြတော့မှဝိပဿနာလို့ခေါ်တယ်။အဲဒီလိုမဟုတ်ဘဲနဲ့စိတ်ငြိမ်ယုံကတော့သမာဓိသမထ အဲ့ဒီစိတ်ငြိမ်မှုတွေပေါ်မှာသဘာဝတရားတွေကိုရှုတာပဲဖြစ်